်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်ပြည်ကလည်းအနီးကင်းပုံဝင်နေသောစစ်သားများနှင့် PDF တပ်တို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားကစစ်တပ်မှ2ဦးသေဆုံးနေဆွေသတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်ပဲခူးတိုင်းလက်ပတန်းမြို့နယ်ရန်ကုန်ပြည်ကလည်းအနီးကင်းပုံဝင်နေသောစစ်သားများနှင့် PDF တပ်တို့ထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားကစစ်တပ်မှ2ဦးသေဆုံးခဲ့ကြောင်းတာယာဝတီခရိုင်တရင်3000ရှိရာနှင့်တက်ခွဲ3မှတာဝန်ရှိသူတအူးကသတင်းဌာနကိုပြောကြားပါတယ် ဒီဇင်ဘာလ9ရက်နေ့မိုးလယ်2နာရီခန့်တွင်လက်ပတန်းမြို့နယ်မကြီးခွင်းအရှိစုရွာဆေးပေါအနီးရှိရန်ကုန်ပြည်လမ်းပိုင်းတွင်ခင်းပုတ်ဝင်နေသောအကြမ်းဖက်စစ်သားများနှင့်နေမီအတွင်သတင်းထောက်လန်းရန်သွားရောက်သောတော်လန်ရေးတပ်ဖွဲ့များထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်သား2ဦးသေဆုံးကာတော်လန်ရေးရဲဘော်တအူထိခိုက်ဒဏ်ရာရရှိပြီးဆိုင်ကယ်တစ်စီးမိုဘိုင်းဖုန်းနှလုံးနှင့်လွယ်အိတ်တစ်လုံးတို့ဆုံးရှုံးခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြံဖက်စစ်တပ်ကင်းမုံသည်ရှေ့ဆက်မတူရဲတော့ပဲစစ်သားအလောင်းနှလောင်းကိုယမနီညာပိုင်းတိလာရောက်ကယူနိုက်တင်မရှိကြောင်းသိရပါတယ်ကျွန်တော်တို့ရဲဘော်တွေကနေမြေအတွင်သတင်းထောက်လန်းဖို့သွားတော့ကိုစစ်ခွေးကင်းပုံးနဲ့ထိတ်တိုက်တွေ့တာအဲ့ဒီကင်းပုံးနဲ့ရှေ့ဆုံးမှနေတဲ့စစ်ခွေးနှစ်ကောင်ကြီးထိမှန်ပြီးပွဲချင်းပြီးတည်တယ်ပြက်ခတ်မှုတော့နောက်ကျန်ခွေးတွေကပါလိုက်ပြစ်တာ ဒေါ်လန်ဟီရဲဘော်တအူတော့ထိခိုက်ဒဏ်ရာရတဲ့စစ်ခွေးတွေကတိုက်ပွဲဖြစ်ပြီးတော့ရှေ့ဆက်မတိုးရဲတော့လို့စစ်ခွေးအလောင်းနှလောင်းကိုညာပိုင်းထိလာမကောက်ရဲဘူးလို့သိရတယ်ဟုတာယောပတိခရိုင်တရင်3800နှစ်တက်ခွဲတုံးမှထောင်ဝင်ရှိသူကပြောဆိုပါရယ်အဆိုပါတိုက်ခိုက်မှုကိုတာယောပတိခရိုင်တရင်3800နှစ်တက်ခွဲတုံးနှင့် မင်းလာမျိုးနဲ့ပြည်သူ့ကောက်ခွဲရေးအဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းအချမ်းဖက်စစ်တပ်သည်ရန်ကုန်ပြည်လမ်းပိုင်းအနီးကင်းပုံးဝစ်ချင်းများဆက်လက်လှုပ်ဆောင်နေ၍တိုက်တွဲတိုက်ပွဲများသည်အချိန်နေရာမရွေဖြစ်ပွားလာနိုင်သောကြောင့်ပြည်သူများအနေဖြင့်စစ်သားရဲနှင့်ဖြူစောတိများရှိသည့်နေရာများအနီးသွာလာနေထိုင်ခြင်းများလုံးဝမပြုလုပ်ကြရန်ဒါယဝတိခရိုင်တရင်၃၈၀နှစ်တက်ခွဲ၃ကအတိပေးပြောဆိုထားပါသည်ဆလဘီနေရီကံကိုဇက်တိုက်တင်ပို့လိုက်သည့်စစ်ကူများကြားဖြတ်တိုက်ခိုက်ခံရပြီးတိုက်ပွဲပြင်းထန်နေတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ နယ်ရီကန်ပြူဟာကုန်းကိုစက်တိုက်ပို့လွှတ်ခဲ့သည့်စစ်ကူစစ်ကြောင်းများကြားဖြတ်တိုက်ခိုက်ခံရသည့်အတွက်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည်ရှမနီဒီဇင်ဘာ6ရက်နေ့နဲ့ရှမနီဒီဇင်ဘာ9ရက်နေ့တို့တွင်နယ်ရီကံပြူဟာတဝိုင်း၌တိုက်လေရင်များဖြင့်ဇက်တိုက်တိုက်ခိုက်မှုများရှိနေပြီးစုံကုန်းအမြောက်စခန်းများဘက်မှနေ၍လည်းလက်နက်ကြီးပစ်ကူများပေးလျက်ရှိကြောင်းသိရပါသည် အမြောက်တက်နှစ်ခုကနေလက်နက်ကြီးစက်တိုက်ပစ်ပေးတယ်။တိုက်လေရင်တွေလည်းစက်တိုက်တက်နေပြီးလေကြောင်းပစ်ခတ်မှုတွေလည်းလုပ်နေတဲ့အတွက်တပ်သားတွေစစ်ကြောင်းတွေကြားဖြတ်တိုက်ခိုက်ခံရပြီဆိုတာသိကြပါတယ်ဟုသတင်းရှင်းမြစ်ကသတင်းဌာနကိုပြောပါရယ်။ဒီဇင်ဘာလအစမှနေပြီးပို့လို့လိုက်တဲ့စစ်ကူတပ်များနဲ့အေအေပူပေါင်းတပ်ဖွဲ့တို့မြေပြင်ထိတွေ့မှုများရှိနေပြီဖြစ်ကြောင်းသိရပါရယ်။ပြီးခဲ့တဲ့ဒီဇင်ဘာ3ရက်နေ့ကစုံကုန်းအမြောက်တက်မဆာခ905မှနေပြီးရှိခခခရရန်နေစစ်အင်အားပို့ကစစ်ရင်တန်း3စီးပစီလန်ဟောင်းမှနေပြီးရိုးမပေါ်သို့တက်သွားကြောင်းသိရပါရယ်။ ထို့ပြင်အင်အားပြည့်တင်ဆောင်လာသည့်စစ်ရင်တန်းရှစ်စီးမှဇင်းပြွန်ကျေးရွာမှတက်စဉ်လမ်းတဲ့အတိုင်းငါစီလမ်းဟောင်းဘက်မှနေ၍သုံးစီးနရေကံဘက်သို့တက်သွားပါရယ်။နရေကံပြူဟာဤခကင်းစခန်းအလုံးနှိပါမှအေးအေးတိုက်ပွဲဤထိန်ထုတ်မှုအောက်ရောက်ရှိသွားပြီးခမောက်တောင်စခန်းတစ်ခုသာကျန်ရှိတော်ကြောင်းသိရပါရယ်။အဆိုပါခမောက်တောင်စခန်းကိုလေအေအင်းနဲ့ပူပေါင်းတပ်ဖွဲ့များကဗတ်ပေါင်းစုံမှနေ၍ပိတ်ဆို့တိုက်ခိုက်နေပါတယ် စစ်ကော်မရှင်ကပိတ်မိနေသည့်စစ်ကြောင်းများကိုစစ်ကူနှင့်ခဲယမ်းပို့ရန်လမ်းသစ်နှင့်လမ်းဟောင်းနှက်ခုကိုအသုံးပြုရန်ကြိုးစားနေတော်လဲဂုတ်ကြီးနှင့်ပစီချေးရွာကိုမကြော့နိုင်ပေတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေခြင်းဖြစ်ပါသည်ဆလပီထိုင်းနှင့်ကမ္ဘောဒီးယားတို့တကြော့ပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလက်တကကမ္ဘောဒီးယားစစ်စခန်းကိုပုံကျင်းကမ္ဘောဒီးယားကလည်း BM21 ရုရှားထုတ်ဒုံးကျည်များဖြင့်ထိုင်းလက်တို့ပြန်လည်ပြစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်ထိုင်းနှင့်ကမ္ဘောဒီးယားတို့နေဆက်နေမြေပိုင်ဆိုင်မှုအငင်းပွားရာမှာ ကြကြော့ပြန်စစ်ပြန်ဖြစ်ပြီးထိုင်းလီတက်ကကမ္ဘောဒီးယားစစ်စခန်းကိုဘုံကျစ်ကကမ္ဘောဒီးယားကလည်း VM21 ရုရှားထုတ်တုံးကြီးများဖြင့်ထိုင်းကဲ့သို့ပြန်လည်ပြစ်ခတ်ကြောင်းထိုင်းသတင်းဌာနများကသတင်းဖော်ပြထားပါတယ်။ယနေ့နနက်၈နာရီဝန်းကျင်အချိန်မှစတင်၍ထိုင်းစစ်တပ်ကကမ္ဘောဒီးယားနယ်မြေအတွင်းရှိစစ်စခန်းအဖြစ်အသုံးပြုနေသောကာစီနိုရုံတစ်ခုကိုဘုံကျဲချလိုက်ပြီးကမ္ဘောဒီးယားကလည်းထိုင်းဘက်သို့ထုံးကြည့်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ရှမနီကလည်းထိုင်းနဲ့ကမ္ဘောဒီးယားတို့နယ်စပ်တွင်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးအဆိုပါပြစ်ခတ်မှုအတွင်ထိုင်းစစ်သားတအူတိဆုံးခဲ့ကနှစ်ဦးထံရရရှိခဲ့ကြောင်းသိရပါတယ်။လက်ရှိထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဖီယကွန်ကလည်းအငင်းပွားနေသည့်နှစ်နိုင်ငံနယ်စပ်တို့သွားရောက်မိခီးစဉ်ကိုဖျက်သိမ်းပြီးလုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးခေါ်ယူနေကြောင်းထိုင်းစစ်တပ်အဆိုအရကမ္ဘောဒီးယားကလက်နက်ကြီးများနဲ့အမြောက်များကိုနယ်စပ်တို့ရွှေ့ပြောင်းနေကထိုင်းနိုင်ငံ၏လုံခြုံရေးကိုချိန်ချောက်နေကြောင်းသတင်းများကဆိုပါတယ်။ ထိုင်းဆိုရကဂျမနီကလေးကနှစ်နိုင်ငံနေဆက်နေထိုင်သောထိုင်းပြည်သူများကိုပြောင်းရွှေ့ခိုင်းထားခဲ့ပြီးဖြစ်ပြီးနေဆက်တလျှောက်တွင်ထိုင်းစစ်တပ်ကစစ်အင်အားကိုတိုးမြှင့်၍ချထားကြောင်းသိရပါသည်။ထိုင်းနှင့်ကမ္ဘောဒီးယားတို့သည်နေမြေအငင်းပွားမှုများကြောင့်ယခုနှစ်မေလတွင်ပြစ်ခတ်မှုများစတင်ဖြစ်ပွားခဲ့ပြီးဇူလိုင်လ၌ယာယီအပြစ်ခတ်ရက်စေးကအမေရိကန်၏စီစဉ်မှုဖြင့်အပြစ်ခတ်ရက်စေးရေးသဘောတူညီချက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။နိုင်ငံပြစ်ခတ်ရက်စဲမှုအပြီးငါးလကျော်အကြာတွင်စစ်ပွဲများပြန်လည်စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည် ဆလဘီမြောက်လိုက်မန္တလေးရောက်နေချိန်မြို့ထဲမှာဆန္ဒပြသွားလို့စစ်တပ် RPG ထမ်းပြီးကင်းလဲ့တယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်မန္တလေးမြို့မှာဒီဇင်ဘာ3ရက်မနက်ပိုင်းမှာစစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြသွားသလိုဒီနေ့အာနာသိန်းစစ်ကောင်းဆောင်ပါရောက်လာတာကြောင့်စစ်တပ်ကမြို့တွင်းကို RPG ထမ်းကာခြေလင်းကင်းလဲ့ခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်စစ်တပ်ကဒီဇင်ဘာ2ရက်မှစ၍မန္တလေးမြို့မှာလုံခြုံရေးအပြည့်ချထားတဲ့ကြားကဒီဇင်ဘာ3ရက်နေ့မနက်အစောပိုင်း န္တလေးမြို့ရဲ့အစီကားဆုံးနေရာမန္တလေးစည်းကြုံမှာစစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြမှုဖြစ်ခဲ့တာပါ။၃ရက်နေမနက်ပိုင်းက DSA ကြောင်းစင်ပွဲကိုရှင်တန်းတက်သွားပြီးမှဆန္ဒပြပွဲဖြစ်တာ။အဲ့ဒါပြီးတော့တူတူတိတ်တိတ်နဲ့အယဝစ်ယူနီဖောင်းကွက်တွေအကုန်သုံးပြီးမြို့တစ်ပတ်လုံးပတ်ရှာကြသေးတယ်။သတင်းတွေကလိုင်းပေါ်ပြန့်ပြီးထိမရဖြစ်ကုန်တာလို့မြို့ကန်တအူကပြောပါရယ်။လုံခြုံရေးမြင့်ထားတဲ့ကြားမှာစေအုစုကဆက်ဆက်တိမခန့်တဲ့ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြသွားတာကြောင့် စစ်သားတွေကဒေါသပုံထားပြီးရိုင်းဆိုင်စွာဆဲဆိုချိန်မောင်းနေတယ်လို့လည်းစုံစမ်းသိရှိရပါတယ်။အဲဒီနောက်အာနာသိန်းကောင်းဆောင်လာမဲ့38လမ်းဒေါ်အောင်ဆန်းစုကြည်လမ်းနဲ့88လမ်းတောင်းစေကောင်းဆောင်မိသားစုပိုင်ခမ်းမကိုထတ်တိုးအင်အား100ကျော်လုံးချုံရေးချခဲ့တယ်လို့သိရပါတယ်။ဒီဇင်ဘာ3ရက်နေ့ညပိုင်းမှာအဲဒီခမ်းမပတ်ပတ်လေးကိုစေအုပ်စုကအင်အား30ပါအဖွဲ့တွေခွဲက RPG နဲ့လက်နက်ကြီးတွေထမ်းပြီးခြေလင်းခင်းလေတာတွေဖြုတ်လုပ်ခဲ့တယ်လို့ရုပ်ကန်တွေကပြောပါတယ်။ ဒီဇင်ဘာလ9ရက်နေ့မှာစစ်တပ်နည်းပညာတက္ကသိုလ် DSTA ကျောင်းဆင်းပွဲရှိတယ်လို့ဒီဇင်ဘာ၄ရက်နေ့မှာအာနာသိန်းခေါင်းဆောင်ဟာဗန်ခွဲဖွင့်ပွဲတစ်ခုသွားဖို့ရှိတယ်လို့သတင်းရရှိထားပါတယ်။စစ်တပ်ကလုံခြုံရေးအများအပြားချထားတာကြောင့်ဒေသခံပြည်သူတွေအနေနဲ့လုံခြုံရေးအထူးခရီးပြုကြဖို့စေအုပ်စုကအစရင်အတင်းအကျပ်စစ်တာတွေလည်းရှိနေနိုင်လို့မန္တလေးဒေသတွင်စစ်ရေးလုံခြုံရေးသတင်းတွေကိုဖော်ပြသတိပေးလေရှိတဲ့ Voice of Mandalay VOMTY ကလည်းသတိပေးထားပါတယ်။ဆလဘီဖာကန်မျိုးနယ်လုံခင်းကျေးရွာအုပ်စု မလောင်ကြီးပါကိုစစ်တပ်ကချုံဖြစ်ပုံကျဲမှုမိသားစုတစုတည်းမှာပြည်သူသုံးဦးသေဆုံးပြီး9လသားအရွယ်ကလေးငယ်တအူးသာအသက်ရှင်ကျန်ရစ်တဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ဖားကန့်မြို့နယ်လုံခင်းကြီးပါအုပ်စုမလောင်ကြီးပါကိုအချမ်းဖတ်စစ်တပ်ကချုံဖြစ်ပုံနှလုံးကျဲချခဲ့ရာမိသားစုတစုတည်းမှာပြည်သူသုံးဦးသေဆုံးက9လသားအရွယ်ကလေးငယ်တအူးသာကျန်ရစ်ခဲ့ကြောင်းဖားကန့်သတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ ရမန်နေ့ဒီဇင်ဘာလ9ရက်နေ့ည10:50မိနစ်အချိန်ဖာကတ်မလောက်ကျေးရွာရှိဦးစော်လွင်ဦးနေအိမ်တို့အကြံဖတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပေဒရုန်းဖြင့်ပုံကျဲခဲ့ကြောင်းမိသားစုဝင်၃ဦးစလုံးသေဆုံးသွားကြောင်းသိရပါတယ်။မလောက်ကျေးရွာကဦးစော်လွင်ဦးနေအိမ်ကိုစစ်ကောင်စီကဒရုန်းနှလုံးနဲ့ကျဲတာမိသားစု၃ယောက်သေသွားတယ်။9လအရွယ်ကလေးတစ်ယောက်အသက်ရှင်ကျန်ရစ်တယ်။ဒဏ်ရာရတာမရှိဘူး။ ကျန်တဲ့မိသားစုဝင်အဖေအမေကပွဲချင်းပြီးတည်သွားတယ်။စေကောင်စီကပြည်သူတွေရှိတဲ့ဘက်ကိုတိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲနဲ့ဂျုံတွေလက်နက်ကြီးတွေတောက်လျှောက်ဖြစ်တယ်ဟုဖားကန့်သတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါတယ်။ထို့ပြင်အကြံဖတ်စစ်တပ်ကဒီဇင်ဘာလ9ရက်နေ့ည7:00နာရီအချိန်ဖားကန်းမြို့နယ်မြတာယာအုပ်စုရှိမြောက်ဖြူဖုံကြီးကျောင်းကိုဒရုန်းဖြင့်ပုံကျဲချခဲ့၍စွန်းစားကျောင်းဆောင်ဖျက်ဆီးခဲ့ပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတမကုံမှလည်းည9:00နာရီကျော်မှစ၍လက်နက်ကြီးများနဲ့တောက်လျှောက်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။ ဖာကန်အင်းမြတာယာအုပ်စုပေါ်မြောက်ဖြူဖုံကြီးကျောင်းကို120မမနှလုံးထုံနဲ့ဖုံးကျဲတိုက်ခိုက်တယ်။တိုက်ခိုက်တော့ဖုံကြီးကျောင်းစွန်းစားကျောင်းဆောင်ထိခိုက်ပျက်စီးသွားတယ်။ဖုံကြီးကျောင်းမှာရှိတဲ့တယောက်ထိခိုက်ဒဏ်ရာရတယ်။အဲ့ဒီလိုအခြေအနေရှိတယ်။မင်းည9နာရီကျော်ကလည်းတက်မကုန်းကနေလက်နက်ကြီးတွေတောက်လျှောက်ပစ်နေတယ်။ဖာကန်တဝိုက်ကိုတိုက်ပွဲမဖြစ်ပဲနဲ့ပြည်သူတွေရှိရာရည်ရွယ်ချက်ရှိရှိလက်နက်ကြီးနဲ့ဖြစ်ခတ်နေတာပေါ့လို့ဖာကန်တရင်ချင်းမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ဖာကံမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်ကဒရုန်းလက်နက်ကြီးနဲ့ပြည်သူများရှိရာသို့ဖြစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပြည်သူများတရားနိဗ္ဗာန်သိဆုံးခဲ့ရပြီး300ဦးကျော်ထိခိုက်ဒဏ်ရာရရှိထားပြီဖြစ်ကြောင်းသိရပါတယ်။